အရှာရဲ့အချမ်းသာဆုံးနဲ့တန်ချင်းအမြင့်ဆုံးဘောလုံးကလပ်တင်။ဘာအကောင်ဆုံးကစားမားတွေကတအူးကိုစံချိန်နဲ့လာစားပေးပြီးခေါ်ယူခဲ့တဲ့အသင်း။အရှာတိုက်မှာအအောင်မြင်ဆုံးဘောလုံးကလပ်တင်။ဒီသင်းဟာတော့ Saudi Arabia နိုင်ငံရဲ့ကလပ်သင်းတစ်သင်းဖြစ်တဲ့ AHL အသင်းပဲဖြစ်ပါတယ်။အဲဒီလေတင်းဟာ sorry arabia နိုင်ငံမြို့တော်ရီးယားမှာအခြေစိုက်တဲ့ကလပ်သင်းတစ်သင်းဖြစ်ပြီးတော့အာရှရဲ့အအောင်မြင်ဆုံးဘောလုံးကလပ်သင်းတွေကတစ်သင်းဖြစ်ပါတယ် အဲ့ဒီလေအား sorry နိုင်ငံမှာပြည်သက်အင်အားတောင်းတင်းတဲ့အတင်းတင်းဖြစ်ပြီးတော့ဗန်ဒါရေးအင်အားအရာလဲအာရှမှာအချမ်းသာဆုံးနဲ့ဈေးကွက်တန်းကြီးအမြင့်မားဆုံးအတင်းတင်းဖြစ်လဲရပ်တည်နေတာဖြစ်ပါတယ်။နောက်ပြီးအဲ့ဒီလေတင်းဟာ sorry ဘီယင်ရဲ့ထောက်ခံအားပေးမှုကိုရရှိထားတဲ့ပထမဆုံးတော့ sorry ဘောလုံးကလပ်တင်းတင်းပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။အဲ့ဒီလေတင်းဟာအတင်းစတီထောင်ကလေးက sorry တော်ဝင်မိသားစုရဲ့အယုံဆိုင်မှုနဲ့ထောက်ခံအားပေးမှုကိုရရှိခဲ့တယ်လို့သိရပါတယ်။ အသင်းတီထောင်စဉ်ကမူလနာမည်ဖြစ်တဲ့ Olympic Club ကို1958ခုနှစ်မှာပဲ Sorry Bean ဖြစ်တဲ့ Saou Bin Abdulazik El Saou ကအဟီလက်အသင်းဆိုပြီးတော့နာမည်ပြောင်းပေးခဲ့တာလို့သိရပါတယ်။ဒါပြင် Real မြို့မှာအခြေစိုက်တဲ့အဟီလက်ဘောလုံးအသင်းဟာအစဉ်လာအရအထက်တန်းလှရည်နဲ့အလယ်လယ်တန်းစားတွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့အပြင်တော်ဝင်မိသားစုရဲ့ထောက်ကမ်းအားပေးမှုကိုရရှိခဲ့တာကြောင့် Elsa Ain ဆိုပြီးတော့နာမည်ပြောင်းရရှိခဲ့တယ်လို့မြန်မာလိုဆိုရင်တော့အဲ့ဒီနာမည်ကခေါင်းဆောင်များတထင်းများဆိုပြီးတော့နာမည်ပြောင်းလို့သိရပါတယ်။ ။နောက်ပြီးတော့အဲဒီလဲတင်ဟာပြည်တွင်းနဲ့အာရှဆင့်မှာပါစံချိန်နဲ့အောင်မြင်မှုများစွာကိုရယူနိုင်ခဲ့တဲ့ကလပ်တင်တင်ပဲဖြစ်ပါတယ်။ Sorry Pro League မှာ20ချိန်အထိစံချိန်နဲ့ပိုဆွဲထားတဲ့ကလပ်တင်တင်ဖြစ်လဲမှတ်တမ်းဝင်ထားတာဖြစ်ပါတယ်။အဲဒီလဲဟာအာရှရဲ့အဆင့်မြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့အာရှချန်ပီယံလိပြိုင်ပွဲမှာလဲ၄ချိန်အထိပိုဆွဲထားတဲ့အသင်းတင်ဖြစ်သလိုဒါဟာအာရှမှာစံချိန်နဲ့ပိုဆွဲထားတဲ့အောင်မြင်မှုတစ်ခုလဲဖြစ်ပါတယ်။ နောက်ပြီးအဲ့ဒီလည်းအတင်းဟာပြည်တွင်းဆူဖလာတွေအနေနဲ့ King Cup, Crown Prince Cup နဲ့ Sorry Super Cup အပါအဝင်ဆူဖလာပေါင်းများစွာကိုလည်းစံပြေနေရယူထားတဲ့အတင်းတစ်သိမ်းပဲဖြစ်ပါတယ်။ Sorry Club အဲ့ဒီလည်းအတင်းရဲ့အိမ်ဝင်းကတော့ Kenan Arena ပဲဖြစ်ပါတယ်။ဒီကွင်းဟာ Sorry Arabia နိုင်ငံ Riyadh မြို့မှာတည်ရှိပြီးတော့6လအတွင်းအပြီးသက်တည်ဆောက်ခဲ့တဲ့ကွင်းတစ်ကွင်းပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီကွင်းရဲ့ပြီးဆောက်ခဲ့စဉ်ကကုန်ကျစရိတ်ဟာဒေါ်လာ1.3ဘီလီယံလောက်ထိကုန်ကျမယ်ဆိုပြီးတော့ခံမှန်းချက်တွေအသိရှိရပါတယ်။နောက်ပြီးတော့ဒီကွင်းကိုပြီးခဲ့တဲ့2024ခုနှစ်ကမှပဲအသစ်တိဆောက်ပြီးစခဲ့တာလို့သိရပါတယ်။ ောက်ပြီးတော့ဒီကွင်းဟာပြည်သက်2800ကနေ3000ထိဝင်ဆန်းနိုင်တဲ့ကွင်းတစ်ကွင်းလည်းဖြစ်ပါတယ်ဒီကွင်းကိုတော့အဆင့်မြင့်နေပညာရေးနဲ့အတူကမ္ဘာအဆင့်မြင့်ကွင်းတစ်ကွင်းဖြစ်လဲတိစောက်ထားရလို့သိရပါတယ်နောက်ပြီးတော့ဒီကွင်းကိုအဲဒီလေတင်းကပိုင်းဆိုင်တာမဟုတ်ပါဘူးတနှစ်ကို9ရက်ကအနေနဲ့ sorry အထွေထွေအဖျော်ပြေးအာဏာပိုင်အဖွဲ့ကိုအဲဒီလေတင်းဘက်က real တန်း40ဒေါ်လာနဲ့ဆိုရင်10တန်းကျော်ဒီပေးချေအသုံးပြုနေရတာလည်းဖြစ်ပါတယ် ဲ့ဒီလက်တင်ဟာယခင်ကဘရင်ဖာအပြည်ပြည်ဆိုင်ရာအားကစားကွင်းနဲ့မင်းသားဘိုင်းဆယ်ဘရင်ဖာအားကစားကွင်းတို့မှာလည်းအင်ဂွင်းပွဲစဉ်တွေကိုလက်ခံကစားခဲ့ပူတာဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာတော့ကင်းနန်အရီနာဟာအဲ့ဒီလက်တင်ရဲ့အဓိကအင်ဂွင်းတကွင်းအဖြစ်လည်းအသုံးပြုနေတာဖြစ်ပါတယ်။အဲ့ဒီလက်ဟာ1980ပြည့်လုံနှစ်တွေမှာပဲဘရာဇီးကန်တော်ဝင်ကစားသမား Rivellino လို့နိုင်ငံတကာကျယ်ပွဲကစားသမားတွေကိုစတင်ခေါ်ယူပြခဲ့တဲ့ပထမဆုံး Sorry ကလပ်တင်တင်မဲ့ဖြစ်ပါတယ်။နောက်ပြီးတော့ယနေ့က sorry ဘောလုံးလောကရဲ့ကျယ်ပွဲများကိုစတင်ခေါ်ယူခဲ့တဲ့လမ်းကြောင်းကိုကနအူးဖောက်ပေးခဲ့တဲ့ကလပ်တင်းတသိန်းလို့လည်းသိရပါတယ် ။လက်ရှိချိန်မှာလည်းအဲဒီလက်တင်ဟာကဘာကျော်ကျယ်ပွင့်ကစားသမားတွေအများစုကိုဖောက်ထားပြီးတော့ Sorry Pro League မှာ NRG Club တင်းဖြစ်နေထိတ်ဆုံးမှာဆက်လက်ရပ်တည်နေတဲ့အတင်တင်ပဲဖြစ်ပါတယ်။အဲဒီလက်တင်လက်ရှိခေါ်ယူထားတဲ့ကစားသမားတွေတွေအားဆိုရင်တော့ Morocco လယ်ရွေးစင်ကိုသမားယာစင်ဘိုလူ၊ Senegal လယ်ရွေးစင်နောက်ခံလူ Koulibaly ၊ Portugal ကွင်းလယ်လူ Ruben Neves ၊ Serbia ကွင်းလယ်လူ Milan Kovac Service ၊ Liverpool အသင်းကနေခေါ်ယူခဲ့တဲ့ Uruguay ကျယ်ပွင့်တိုက်စင်မှု Darwin Nunez တို့လိုလယ်ရွေးစင်အဆင့်ထိတ်တန်းကစားသမားတွေအပြင်ဒီပြချုပ်ကိုလည်းနာမည်ကျော်အီတလီလူမျိုးနီးပြ Inzaghi ကိုပါခန့်အပ်ထားတဲ့အသင်းပဲဖြစ်ပါတယ် အဲ့ဒီလေအသင်းဟာကမ္ဘာအကောင်းဆုံးကစားသမားတွေရဲ့တအူးဖြစ်တယ်။ဘရာဇီးစူပါစတာနေမာဂျူနီယာကိုလည်းအသင်းစီကိုငွေလန်းခင်းပြီးတော့ခေါ်ယူခဲ့သေးတာလည်းဖြစ်ပါတယ်။နေမာဟာ PSG ကနေအဲ့ဒီလေအသင်းစီကိုပြောင်းရွှေ့ချေယူရိုတန်း90ဒေါ်လာနဲ့တွက်ကြည့်မှဆိုရင်68.3တန်းအထိပေးချေခဲ့ရတဲ့ကစားသမားတအူးလည်းဖြစ်ပါတယ်။အဲ့ဒီလေဘက်ကနေစာချုပ်တန်းနှစ်နှစ်အထိချုပ်ဆိုခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့နေမာကအဲ့ဒီလေအသင်းကနေထွက်ခွာသွားခဲ့ပြီပဲဖြစ်ပါတယ်။ အဲဒီလေအသင်းဟာနေမာကိုနှစ်နှစ်စာချုပ်ကာလအတွင်းမှာပဲအသက်တင်လာစာယူရိုတန်း160မှာယူရိုတန်း200ထိပေးချေခဲ့ရတယ်ဆိုပြီးတော့ခံမှန်းသိရှိရပါတယ်အချို့သတင်းတွေရဆိုရင်တော့နေမာရဲ့အပိုဆူကြွေးတွေပါထက်တက်လိုက်မယ်ဆိုရင်လာစာဟာစုစုပေါင်းယူရိုတန်း300ကနေယူရိုတန်း400ထိရခဲ့တာဖြစ်နိုင်တယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်နေမာဟာအဲဒီလေတင်းမှာကစားစဉ်ကထက်ဆောင်အကျိုးခံစားခွင့်များအနေနဲ့ပွဲတန်းနိုင်ရင်ယူရို8000ဘောနက်ဒါမှမဟုတ် sorry လေးနဲ့ပတ်သက်လို့လူမှုကွန်ရက်စာမျက်နှာထပ်မှာမီဒီယာတွေထပ်မှာ promotion ဆင်းမနေနိုင်ရင် post ခုကိုယူရို5သိန်းနဲ့ရရှိမှာဖြစ်ပြီးတော့ private jet အသုံးပြုခွင့်အပြင်ဝန်ထမ်းအပြည့်စုံနဲ့စိန်ခိုင်ရင်တလုံးကိုပါအကျိုးခံစားခွင့်ရရှိခဲ့တယ်ဆိုပြီးတော့လည်းသိရပါတယ်။နေမာဟာအဲဒီလက်သိန်းကို2023ခုနှစ်ဩဂုတ်လ15ရက်နေ့မှာတရားဝင်အတည်ပြုပြောင်းရွှေ့ခဲ့ပေမဲ့ပြောင်းရွှေ့ခဲ့စဉ်ကနေမာဟာအသက်32နှစ်ကျော်ထိရှိနေပြီဖြစ်တယ်လို့ဒဏ်ရာမကြာခဏရရှိခဲ့တာကြောင့်ပွဲလဲမြေမဆဆမကစားခဲ့ရပါဘူး။ဒါပေမဲ့ဒီမှာဟာနောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလိုပဲအိတ်လည်းမှာလစာနဲ့အကျိုးခံစားခွင့်တွေကိုမျိုးမျိုးမျက်မျက်ကြီးရရှိခဲ့တာဖြစ်ပါတယ် နောက်ပြီးတော့ Neymar ရဲ့အပြောင်းရွှေ့ဟာ Sorry Pro League တမိုင်းတစ်လျှောက်ကြီးမားတဲ့အပြောင်းရွှေ့တစ်ခုဖြစ်လဲမှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်အဲဒီလဲတင်းဟာ Neymar ကိုခေါ်ယူနိုင်ကြောင်းပရိသတ်ကိုမိတ်ဆက်တဲ့အခမ်းအနားမှာလဲကြီးကြီးကျယ်ကျယ်ငွေကြေးသုံးစွဲမှုနဲ့အတူခန်းခန်းနားနားကြိုဆိုခဲ့တာဖြစ်ပါတယ်။နောက်ပြီးအဲဒီလဲဘောလုံးအတင်းဟာ Sorry ဘောလုံးလောကရဲ့ဘယင်လို့တင်စားခေါ်ရလောက်အောင်ကိုချမ်းသာကြွယ်ဝပြီးတော့အောင်မြင်မှုများစွာရရှိထားတဲ့ကလပ်တင်းတင်းလဲဖြစ်ပါတယ်။ အဲ့ဒီလဲဟာအာရှမှာလဲအကောင်ဆုံးတန်ချင်းအမြင့်ဆုံးကလပ်သင်းအဖြစ်ရည်တည်နေနိုင်တာဟာသူတို့ခေါ်ယူထားတဲ့နာမည်ကြီးပုံရိပ်မြင့်ကစားမတွေကြောင့်ရယ်တမိုင်းအောင်မြင်မှုအစဉ်လာတွေကြောင့်ရယ်လို့လဲပြောလို့ရပါတယ်ဒီလိုမျိုးတွေထိတ်တန့်စင်ကစားမတွေကိုငွေကြေးနဲ့ဆွဲဆောင်နိုင်တဲ့ကလပ်သင်းတသင်းဖြစ်လာတာကြောင့်အဲ့ဒီလဲသင်းဟာကဘာတော်ဝန်းကဘောလုံးပြိုင်ပွဲတွေရယ်စိတ်ဝင်စားမှုကိုရရှိလာတဲ့ကလပ်သင်းတသင်းဖြစ်လာခဲ့ပါတယ် ။နောက်ပြီးတော့အဲဒီလက်သင်းရဲ့အဓိကမျိုးကံပြိုင်ဘက်အတင်းကတော့ကမ္ဘာအကောင်းဆုံးကစားသမားဆိုပြီးတော့မက်ဆီနဲ့အပြိုင်သတ်မှတ်ခံရတဲ့ခရစ်စတီယာနိုရော်နယ်ဒိုဂျာဂိုဖီလစ်နဲ့တိုက်စင်မှုဆာရီယိုမာနေတို့ပါဝင်ကစားနေတဲ့အန်နာဆာဘောလုံးသင်းမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ Sorry Pro League ရဲ့အရှင်သခင်နာမည်ကြီးအဲဒီလက်ဘောလုံးကလပ်သင်းအကြောင်းကို DFTB မှာစုံလင်စာတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိကြီးစုပေးကြတဲ့ပရိသတ်တွေတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ ဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ရာဘဝသူရဖြစ်ဖို့ရာ အစီအစဉ်ကောင်းလေးတွေကိုအားပေးခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ DFTV အားကစား channel ရာဆိုရင်တော့အခုဆိုရင် Facebook YouTube နဲ့ TikTok platform တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုအားပေးနိုင်ပြီဆိုတာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ